ယဟငါရတို့ဝိထုဝတိကာဝိယပုပ္ပာနိအစရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဇေတဝန်ကြောင့်တော်၌နေတော်မူစဉ်ငါရသောယဟန်တို့ကိုအကြောင်းပြုဟောတော်မူလေ၏ထိုငါရသောယဟန်တို့သည်မြတ်စွာဘုရား၏အထံတော်၌ကမ္မထံကိုယူပြီးလျှင်တော်၌ယဟန်တရားကို အားထုတ်ကြကုန်သည်ရှိသောနနသောသောကသာလျှင်ပွင့်ကုန်သောမူလေးပန်းတို့သည် ညာချမ်းသောအခါအညာမှချွေကြသည်တို့ကိုမြင်ရ၍တင်တို့ဤအညာတို့မှချွေကြပြက်တင်တို့ဤအညာတို့မှချွေကြသည်မှရှေးဥစွာမချွေကြမီငါတို့သည်ဒါကသာသည်တို့မှလွတ်အောင်ပြုကြကုန်အဟုလုံးလာပြုလေကုန်၏မြတ်စွာဘုရားသည် ထိုယန်းတို့ကိုကြည့်ရှုတော်မူလျက်ယန်းတို့ယန်းမိဒီကအညာမှလွတ်ထွက်ချွေကြသောယဟန်နေတူစွာ ဝသင်းရဲမှလွတ်မြောက်ခြင်းကလုံလပြည့်သည့်သာလျင်တည်းဟုမိန့်တော်မူ၏ကနာကူရီတိုင်း၌နေတော်မူလျက်သာလျင်ရောင်ကြီးတော်အလင်းကိုပြည့်နှံ့စေတော်မူလျက်ဤကာရာကိုဟောကြားတော်မူ၏ဝတိတာဝိယပုပ္ပာနိမတဝာနိပမုံသတိဧဝရခင်သာတော်သင်္သဝိဘမုံသေထဘိကဝော ဘုဒ္ဓကောမူလေးပံပင်သည်မတဝါနိညှိုးနွမ်းကုန်သော ပုဗ္ဗာနိအပွင့်ဟောင်းတို့ကိုပမုံသတ္တိဝိယာအညာမလို့စေတကဲ့သို့ဧယောယတုဘိကဝေါ चित्त ယံတို့ဒုံမေသင်တို့သည်ရာကင်းစရာကကို၎င်း ဒောတင်သာဒောသာကို၎င်းဝိဘမုံစေထလူသေးကြကုန်လောဒေသနာတို့ဤအဆုံး၌အလုံးစုံသောယဟန်တို့သည်အရဟတဖို၌တည်ကြလေကုန်ဤယဟန်900တို့ဝိထုပြီးဤ